ချန်ပီယံကပ်ဘက်ကြီးနဲ့အတူမြန်မာနိုင်ငံကိုပြန်သွားကျင်တာပေါ့ဗျာဆိုတဲ့ဂျိုရှော့ဘန်ဘယ်သူမှဆိုကိုနိုင်ငံကိုဒေတာကိုတော့လွမ်းချတဲ့သူတွေကြီးပါမယ်ကိုကိုမွေးပေးတဲ့အမေဟာကိုဘွားရဲ့အနာဆုံးမျိုးသမီးတယောက်ဖြစ်တယ်လို့ကိုရဲ့မွေးရဲ့စာတီးဖြစ်တဲ့ကိုနိုင်ငံကိုဒေတာကလည်းကိုဘွားအတွက်ကတော့အလားဆုံးဒေတာကိုလိုပဲဆိုကြပါတယ်နိုင်ငံခြားမှာတိုင်ကြီးတဲ့အဆင့်မြင့်စားသောဆိုင်နေကမ္ဘာအဆင့်မြင့်ဤပညာတွေဘလောက်ပဲပေါ်များနေပါစေဖုန်းလိုင်းတော်တည်ပြီးမကောင်းတဲ့ကိုနိုင်ငံကိုဒေတာလေးကကိုဘွားအတွက်တော့အလားပါဆုံးနေရဲ့စာတီးလေးအဖြစ်သတ်မှတ်ထားခဲ့ကြမယ်ထင်ပါတယ် ဒီလိုကိုတရားနှမျိုးဆိုရင်စကားအတိုင်းတတော်များကယူဆပုံချင်းတူချင်မတူပါလိမ့်မယ်။ဒါပေမဲ့သတိထားမိတာကျွန်တော်တို့ပဲဖြစ်ပါလိမ့်မယ်။အဝေးရောက်နေတဲ့သားကြောင့်ဒါမှမဟုတ်သမီးကြောင့်အနေနဲ့အမေနဲ့ရွာကိုတော့မလွမ်းဖူးတဲ့သူတယောက်မှရှိမှာမဟုတ်ပါဘူး။အမေနဲ့ရွာကိုလွမ်းနေဆိုတဲ့သချင်းတန်ကြတိုင်းအဝေးရောက်နေတဲ့သားသမီးတိုင်းမျက်ရည်တွေအလိုလိုစီးကျလာတာကဘယ်တော့အခါမှမယိုးနိုင်တဲ့ခံစားချက်လို့ဆိုရမှာပါ။ ဒါကအဝေးရောက်နေတဲ့သာသမိတိုင်းရဲ့ခံစားချက်ဖြစ်တယ်လို့အဝေးရောက်နေတဲ့နိုင်ငံသားတိုင်းလည်းကိုယ်နိုင်ငံကိုယ်ဒေသကိုတော့မပြန်ကျင်တဲ့သူရှိကြမှာမဟုတ်ပါဘူး။ဒီကြောင်းတွေကိုဘာကြောင့်အခုလိုရှာရှည်ပြီးပြောနေရတာလဲဆိုရင်ပြီးခဲ့တဲ့နေ့ကရှင်ပြိုင်သွားခဲ့တဲ့ USA 323ပြိုင်ပွဲမှာဘရာဇီးလားဘန်တို့ကြောင့်အနိုင်ယူပြီးတဲ့နောက် USA Flyweight တန်းရဲ့ချန်ပီယံခပတ်ကိုရရှိခဲ့တဲ့ဂျိုရှော့ဘန်ဟာမိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုဖြစ်နိုင်မယ်ဆိုရင်တော့ပြန်သွားကြပါလေဆိုပြီးပြောကြားသွားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။မိခင်ဖြစ်သူနဲ့အတူအမေရိကမှာရှိနေတယ်ဆိုပေမဲ့လူတိုင်းလူတိုင်းကိုယ်နိုင်ငံကိုယ်ဒေသကိုတတိယလွမ်းဆွတ်တတိယကြတယ်လို့ဂျိုရှော့ဘန်လည်းကိုယ်နိုင်ငံ န်ကိုဒေတာကိုတော့သတိမရဘဲနေမှာမဟုတ်ပါဘူးအဲ့ဒီအတွက်မီဒီယာတွေနဲ့ဆုံတွေ့တဲ့အချိန်မှာသတင်းသမားတယောက်ကပုံမှန်ဆိုရင်တခြားနိုင်ငံကဖိုက်တာတယောက်ကပထမဆုံးအချိန်ချန်ပီယံဖြစ်ရင်ဇာတိနိုင်ငံကိုပြန်ပြီးအောင်ပွဲခံကြတယ်နေစိမ့်မှာသူတို့နိုင်ငံသားတွေလားကြိုကြတဲ့ဗီဒီယိုတွေတင်ကြတယ်ဒီကိစ္စမင်းတွေးထားသေးလားမြန်မာနိုင်ငံကိုခပတ်နဲ့ပြန်မို့လေးစိမ့်မှာသူရဲကောင်းလို့အကျိုးအဆိုခံမှုဆိုပြီးတော့မင်းမြန်ခဲ့တဲ့အခါမှာချင်းဖိုက်တာတွေကခုလိုပဲပြန်လည်ပြေဆိုသွားခဲ့ပါတယ် ဖြစ်နိုင်ရင်တော့ကျွန်တော်နိုင်ငံကိုရံပြောင်းခြင်းပါတယ်ဒါပေမဲ့ခင်ဗျားတို့သိရတဲ့အတိုင်းလောဆယ်အခြေအနေရောအဲ့လိုအရာတွေရှိနေလို့ပါဒါကြောင့်ကျွန်တော်မကြခင်အိမ်ပြန်နိုင်ဖို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒေချာပေါက်ပြန်သွားချင်တာပေါ့ဗျာဆိုပြီးတော့ဂျိုရှောဝမ်ကပြန်လည်ဖြည့်ဆိုသွားခဲ့ပါတယ်ဂျိုရှောဝမ်ဟာဟိုအင်္ဂလိပ်ကမြန်မာနိုင်ငံအလံကိုခြုံထားခင်တာနဲ့ပတ်သက်ပြီးတနမကြောက်ကဘာကြောင့်ဒီလံကိုခြုံထားတာလဲဒီလံကဘယ်နိုင်ငံအလံလဲဆိုပြီးမေးမြန်းခဲ့တဲ့အချိန်မှာချင်းဖိုင်တာလေးက ဒီအလံအတွက်ရှင်မြိုင်ထိုးတက်နေတာဖြစ်ကြောင်းနဲ့ဒါကမြန်မာနိုင်ငံအလံဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဖေဆိုထားခဲ့ပူပါသေးတယ်။မြန်မာ့ကဘာကားတရားအောင်လုပ်ပြဖို့အတွက်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဖေဆိုထားခဲ့ပူတာဖြစ်ပြီးအခုတော့သူဟာပြောရင်ပြောတဲ့အတိုင်းလုံးတည်းသူတရားဖြစ်တယ်ဆိုတာကိုအားလုံးသိအောင်ချပြသွားခဲ့ပြီးဖြစ်ပါရင်ချန်ပီယံတရားဖြစ်ပြီးတဲ့နောက်မှာမြန်မာပြည်သက်တွေအတွက်စကားလေးခွန်းလောက်ပြောပြပါအောင်ဆိုတော့ချင်းဖိုင်တာလေးကမြန်မာပြည်သက်တွေအတွက်ကျွန်တော်အရန်ဝမ်းတာပါရင်ကျွန်တော်ကျုပ်ချန်ပီယံဖြစ်သွားပြီဒီကမ္ဘာလုံးကကျွန်တော်တို့မြန်မာကိုတည်သွားချပြီလို့ပြောသွားခဲ့ပါရင် တကယ်လည်းအခုဆိုရင်မြန်မာဆိုတာဒီကမ္ဘာလုံးကတည်သွားခဲ့ကြပြီလို့ဆိုရမှာဖြစ်ပြီး USA ဥက္ကဋ္ဌကြီးဂျင်နာဝိုက်ကိုရိုင်က ်မြန်မာဆိုတာပါလဲတည်သွားခဲ့ကြပြီလို့ဆိုရမှာပါ USC ရဲ့ Facebook စာမျက်နှာပေါ်မှာမြန်မာ UH နဲ့ Champion ဆိုတဲ့စာသားနဲ့အတူမြန်မာနိုင်ငံအလံပေါ်မှာတွဲတင်ထားတဲ့စာတန်းကိုဖော်ပြသွားခဲ့ပြီးဒီကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ပြည်သက်တိုင်းနိုင်ငံသားတိုင်းမြန်မာဆိုတာကမ္ဘာကြီးတစ်ခုအတွင်းကနိုင်ငံတစ်ခုဆိုတာသတိထားမိသွားကြပြီလို့ဆိုရမှာပါဒါကဂျိုရှာဘန်ဆိုတဲ့လူငယ်လေးရဲ့ကြိုးစားမှုအောင်မြင်မှုတွေကြောင့်လို့ဆိုရမှာဖြစ်ပြီးကချင်သားကြီးပြင်မြန်မာကိုကမ္ဘာကတည်အောင်လုပ်ပြနိုင်တဲ့နောက်ထပ်မြန်မာပြည်ပေါ်ချင်းလူငယ်ဖိုင်တာတယောက်ဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်ပါတယ်